ာလီစောပါကျွန်တော်ဒီနေ့သင်မဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒီမှာ copy and paste shortcut ပြီးလို့ရှိရင် copy ချင်းကူးထားပြီးပြီဆိုလို့ရှိရင်ဘယ်နှချင်း paste လုပ်နိုင်လဲပေါ့နော်ပြီးလို့ရှိရင် personalize အကြောင်းပြီးရင် cd drive property နဲ့ d drive property ကိုလေ့လာကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ detail ဝင်ပြီးတော့ search ပေါက်ကနေပြီးတော့ဒီ folder တွေ file တွေကိုရှာတဲ့ဟာပေါ့နော်ပြီးလို့ရှိရင် software တကူကို desktop ပေါ်မှာ shortcut လို့ဖန်တီးမိလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သင်ကြားပြမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမဦးဆုံးအနေနဲ့ဒီ copy and paste shortcut ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကြည့်မယ်နော်အဲ့ဒီတော့ copy and paste ဆိုတဲ့ဟာဘာကိုပြောချင်လဲဆိုတော့ဥပမာကျွန်တော်တို့ကဒီပထမဦးဆုံး desktop ပေါ်ပေါ့နော် desktop ပေါ်ဆိုတာဥပမာဒီ video file တွေပေါ့ ဒီအရာကိုကျွန်တော်တို့ right click ထောက်မယ်အပေါ်မှာပြီးရင် copy လုပ်မယ်နော်ပြီးရင်ဒီလွတ်တဲ့နေရာမှာ right click ထောက်မယ်ပြီးလို့ရှိရင် paste shortcut ပေါ့နော်လောက်ကြည့်လိုက်ဒီမှာပေါ်လာပါပြီနော်ဒီမှာ shortcut ဆိုတာဒီမှာမြားလေးနဲ့ပါတယ်ဗျာနော်အဲ့ဒီမြားလေးနဲ့ပါတာကို shortcut ဒါတင်လိုက်တာပေါ့နော်အဲ့လိုအဲ့ဒီတော့ဘာလို့ဒီ shortcut တွေကို ျွန်တော်တို့ဒီ desktop screen ပေါ်မှာထားလဲဆိုလို့ရှိရင် ကျွန်တော်တို့အလွယ်တကူဖွင့်နိုင်အောင်ပေါ့နော်လွယ်လွယ်ကူဖွင့်နိုင်အောင် ထားခြင်းဖြစ်ပါတယ်ကျွန်တော် share သင်ခန်းစာမှာလည်းပြောခဲ့ပြီးဖြစ်ပါတယ်ဗျနော်အဲ့တော့ okay နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဥပမာ this pc ကိုဖွင့်လိုက်မယ် this pc ထဲကကျွန်တော်တို့ဒီ download ကိုသွားမယ်ပေါ့နော် ပြီးလို့ရှိရင်ဒီဟာလေးပေါ့ okay နော်ဒီ mp3 file လေးကိုကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှိရင် copy เนาะဒါလို့ရှိရင်ဒီကောင်းလေးကိုချုပ်ထားလိုက်မယ်ပြီးရင်ဒီ desktop ပေါ်မှာလွတ်နေတဲ့နေရာမှာ right click paste shortcut ပေါ့เนาะ paste shortcut တင်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရောက်လာပြီเนาะအဲ့ဒီတော့ဒါအလွယ်တကူဖွင့်လို့ရတာပေါ့เนาะဥမာဘယ်နေရာမှာပဲတင်ထားတင်ထားကိုလိုချင်တဲ့ဟာကိုဒီ desktop screen ပေါ်မှာနေပြီးတော့ကျွန်တော်တို့ဒီမှာ shortcut အနေနဲ့ဒါဟို ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုအလွယ်တကူဖွင့်နိုင်တာပေါ့ကျွန်တော်တို့ကနော်ဒါဆက်ပြီးတော့ဖွင့်ကြည့်မယ်ဒီဟာလေးကိုတက်ဘက်ကလေးနှိပ်လိုက်မယ်โอเคနော် โอเคยาเนาะโอเคยาပါပြီအဲ့ဒါဆိုလို့ရှင်ဒီကောင်းလေးကို shortcut အနေနဲ့တင်ပြီးတော့ဒါဖွင့်ပြတာပေါ့เนาะโอเคအဲ့ဒါကိုကျွန်တော်တို့ဒီကောင်းလေးကိုဒီ shortcut တိုင်းထားမယ်เนาะထားပြီးတော့ကျွန်တော်တို့ခဏကျွန်တော်တို့ဒီ download ထဲကကျွန်တော်တို့ဒီကောင်းလေးကိုကျွန်တော်တို့ဖြတ်လိုက်မယ်ဗျာเนาะဖြတ်လိုက်မယ်ဆိုလို့ရှင်ဖြတ်လိုက်မယ်ကျွန်တော်เนาะပြီးလို့ရှင် yes เนาะ okay ဖြတ်လိုက်ပြီးပြီဆိုလို့ရှိရင်အကောင်ကိုဖြတ်လိုက်ပြီးเนาะကျွန်တော်ဖြတ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ကိုဖွင့်ကြည့်အောင်ရမလားမရဘူးလားပေါ့เนาะဟောမရတော့ဘူးเนาะဖွင့်လို့ဘာလို့လဲဆိုတော့ဟို negotiate ရှိပြီးသားဖိုင်ကို original ဖိုင်ကိုနေပြီးတော့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီ shortcut အလုံးမလုပ်တော့ဘူးဗျပြောချင်တာအဲ့တော့ကျွန်တော်တို့ကဟိုဒီ shortcut တင်ရခြင်းဆိုတာခဏကျွန်တော်ပြောသလိုပဲဟိုကျွန်တော်တို့ဒီအလွယ်တကူဖွင့်နိုင်အောင်နေပြီးတော့တင်ထားခြင်းသာဖြစ်ပါတယ်ဗျာเนาะ โอเคကျွန်တော်တို့နောက်တစ်ခုသွားမယ်ပြီးလို့ရှိရင်ဒီ copy တစ်ကြိမ်ကူးထားပြီဆိုလို့ရှိရင်ဘယ်နှကြိမ် paste လုပ်နိုင်လဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ software တစ်ခုကိုဖြစ်ဖြစ် mp3 ပဲဖြစ်ဖြစ် mp4 ပဲဖြစ်ဖြစ်အဲ့ဒီဟာကိုကျွန်တော်တို့က copy တစ်ခုလုပ်ထားပြီဆိုလို့ရှိရင်အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ paste လုပ်နိုင်ပါတယ်ဗျာเนาะအချိန်မောင်းများဆိုဆိုတဲ့အထဲမှာနေပြီးကွန်ပျူတာကို restart ဖြစ်ဖြစ် shutdown ဖြစ်ဖြစ်မလုံးသရွေ့ကိုဒါလုပ်လို့ရတယ်ပေါ့เนาะပြောချင်တာကနေပြီးတော့အဲဒီတော့ကျွန်တော်တို့တစ်ခုစမ်းကြည့်မယ်ဆိုလို့ရှိရင်ဥမာ desktop ပေါ်မှာ regulator folder တစ်ခုတည်ဆောင်မယ်เนาะ new က folder ပြီးတော့ဒီကောင်မှာ kdh ဆိုပြီးတော့ပြေးလိုက်မယ်ကျွန်တော်เนาะပြီး enter ပြီးရင်ဒီကောင်လေးကိုဖွင့်လိုက်မယ် double click နှိပ်မယ်ဖွင့်လိုက်မယ်ပြီးလို့ရှိရင်ကောင်လေးကိုငယ်လိုက်မယ်เนาะ ငဲလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အဲဒီကောင်ဒီဒီ zone ဆိုတဲ့ zone what place ဆိုတဲ့ဒီ shortcut တင်ထားတဲ့ဟာလေးကိုကျွန်တော် copy and paste လုပ်ပြမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ဒီကောင်ကို right click ထားအောင်ပြီးလို့ရှိရင် copy เนาะပြီးတော့ဒီမှာ right click ထားအောင် paste လုပ်မယ်ဟုတ်တယ်เนาะပြီးလို့ရှိရင်ကျွန်တော် copy မလုပ်တော့ဘူးเนาะ paste လုပ်မယ် replace လောက်ခိုင်းတယ်ဘာလို့လဲဆိုတော့နာမည်တူနေလို့ဗျဒီဟာလေအဲ့လိုမျိုးနာမည်တူနေတဲ့အခါကျတော့ဒီကောင်ကဟိုဒါ replace လောက်ခိုင်းတာပေါ့နော်အဲ့ဒီတော့ဟုတ်ပြီဒီကောင်ကိုဒီမှာဟိုကလောက်ခိုင်းတယ်ပြီးလို့ရှိရင်ဒီမှာနေကြည့်မယ်ဟိုရလာပြီဒီမှာ copy နော်ပြီးလို့ရှိရင် paste လုပ်မယ်နော် paste ကအချိန်ပေါင်းများစွာလုပ်လို့ရတယ်ဆိုတဲ့ဟာကိုပြချင်တာမှာဗျနော်အဲ့လိုမျိုးဒီကောင်ကကွန်ပျူတာကိုကျွန်တော်တို့ shut down ဒါမှမဟုတ် restart လုတ်သရွေကိုကျွန်တော်တို့ copy တစ်ချိန်လုတ်ထားရုံနဲ့ paste ကိုအချိန်ပေါင်းများစွာနေပြီးတော့လုတ်နိုင်တယ်ဆိုတဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ personalize ပေါ့နော် personalize ဆိုတဲ့ဟာလေးကိုကျွန်တော်တို့လေ့လာပါမယ်အဲဒီတော့ဒီ desktop screen ပေါ်မှာလွတ်နေတဲ့နေရာလေးတစ်ခုမှာ right click ထောက်မယ်ပြီးလို့ရှိရင်ဒီမှာ personalize ဆိုတဲ့ဟာကိုသွားမယ်နော် okay okay personal life ကိုသွားတဲ့အချိန်မှာဒီ background ဆိုတဲ့ဟာကိုကျွန်တော်တို့လေ့လာမယ်ဗျာနော် background ဆိုတဲ့ဟာလေ့လာတဲ့အထက်မှာကျွန်တော်ဒီမှာဟိုဒီ background ဆိုတာဒီဟာကိုပြောတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ desktop ကနေပြီးတော့ desktop screen ပေါ်မှာပေါ်နေတဲ့ဒီပုံပေါ့နော်အဲ့ဒီပုံလေးကိုကျွန်တော်တို့ပြောင်းမဲ့ဟာကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ဒီ background ပြီးတော့ဒီမှာ slide show ဖြစ်နေရဆိုလို့ရှိရင်ဒီကောင်လေးကို picture အနေနဲ့ထားလိုက်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့အဲဒီပုံလေးကိုပြောင်းကြည့်မယ်နော်တစ်ချက်နှိပ်လိုက်မယ်ဒီပုံလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာ ਨੇ ဒီမှာလဲဒါ preview ပေါ်တယ်เนาะဒီပုံလေးပြောင်းသွားပြီเนาะဟုတ်လားမဟုတ်လားကြည်လိုက် desktop ကိုဒီပုံလေးပြောင်းသွားပြီเนาะနောက်တစ်ပုံပြောင်းကြည့်မယ်ကျွန်တော်တို့ဒီပုံလေးပြောင်းကြည့်မယ်เนาะခဲတစ်ချက်နှိပ်လိုက်မယ်ဒီမှာလည်းကြည့်လို့ရတယ်เนาะ preview အနေနဲ့ကြည့်လို့ရတယ်မပြောင်းသွားပါဘူးကွာเนาะပြောချင်တာနေပြီးတော့အဲ့ဒါဒီ desktop screen ပေါ်မှာနေပြီးတော့ကျွန်တော်တို့ပုံဝင်နေပြီးတော့ပြောင်းခြင်းဖြစ်တယ်ပေါ့เนาะပြီးလို့ရှိရင်ဒီ lock screen ပေါ့เนาะ lock screen ဆိုတဲ့ဟာကျွန်တော်တို့ဒီ computer တွေမှာ password ပေးထားတယ် ကွန်ပျူတာကို password ပေးပြီးတော့မဝင်ခင်နေပြီးတော့ဒါပေါ်နေတဲ့ပုံကိုပြောတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ်ကတော့ဒီပုံပေါ့နော်ကျွန်တော်တို့အခုနောက်တစ်ပုံပြောင်းလိုက်မယ်ဒီပုံလေးကိုတစ်ချက်နှိပ်ရိုက်မယ် okay ဒီပုံလေးเนาะကျွန်တော်တို့အမှတ်ထားမယ်အဲ့ဒီပုံလေးဟုတ်မဟုတ်ကျွန်တော်တို့ပြောင်းမပြောင်းကြည့်မယ်ပေါ့နော် okay ဒါကကျွန်တော်တို့ desktop screen ဒီကောင်ကို lock လုပ်လိုက်မယ်ပေါ့နော် lock လုပ်မယ်ဆိုလို့ရှိရင်ကွန်ပျူတာကွန်ပျူတာကနေပြီးတော့ကျွန်တော်တို့ဒီဒီ window key ရဲ့ဒီ l g a ကိုတွဲနှဲ့ရမှာဖြစ်ပါတယ်ဗျာเนาะအဲ့လိုတွဲနှဲ့တယ်ဆိုလို့ရှိရင်ဒါ password ပေးတဲ့နေရာကိုရောက်သွားမယ်เนาะဒီကောင် window key ကိုနှိပ်တာနှိပ်ထားပြီးလို့ရှိရင် a ကိုနှိပ်လိုက် okay ဒီမှာကျွန်တော်တို့ပြောင်းတဲ့ပုံဒီမှာရောက်နေပါပြီဗျာเนาะ okay အဲ့ဒါဆိုလို့ရှိရင် account လေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဟိုပေးထားတဲ့ password ကိုနေပြီးတော့ကျွန်တော်တို့ဒီမှာရိုက်ထဲမှာဒါလင်းနေပြီးတော့ကျွန်တော်တို့ပွင့်มาဖြစ်ပါတယ်ဗျာเนาะခဏနေရအောင်ကျွန်တော်တို့ပြန်ရောက်သွားပြီ အဲ့တော့ကျွန်တော်တို့ကအဲ့ဒီဒီ loss screen ပေါ့နော်ဒီ loss screen ကိုနေပြီးတော့ပုံပြောင်းခြင်းဖြစ်ပါတယ်ဗျအဲ့ဒီကနော်အဲ့ဒါလေးကိုပြောခြင်းတော့ပါနောက်တစ်ခုကကျွန်တော်တို့ဒီ d drive နဲ့ c drive နဲ့ d drive property ကိုလေ့လာခြင်းပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကြည့်မယ်အဲ့ဒီတော့ကျွန်တော်တို့ဒီ this pc တဲ့ကိုကျွန်တော်တို့ double click နှိပ်ပြီးတော့ဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ d c drive ပေါ့နော် ဒီ drive ပေါ့အဲ့ဒါလေးကိုလေ့လာကြည့်မယ်ပေါ့ဗျာဒီ C ဆိုတဲ့ဟာကျွန်တော်တို့ဒီ computer မှာနေပြီးတော့ကျွန်တော်တို့ window တင်ထားတဲ့ဟာပေါ့နော်အဲ့လိုမျိုး window တင်ထားတဲ့အပိုင်းကိုပြောတာဗျာဒီ C drive ကတော့ window တင်ထားတဲ့အပိုင်းကိုပြောတာဖြစ်ပါတယ်ဒီ drive ဆိုတာကျွန်တော်တို့ data တွေပေါ့နော် collision တဲ့ data တွေကိုနေပြီးတော့ကျွန်တော်တို့တိုင်ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒါ partition အပိုင်းပေါ့ဗျာအဲ့ဒီတော့ကျွန်တော်တို့ဒီ C ထဲမှာရှိတဲ့ define တို့နော် folder တို့အဲ့ဒီဟာတွေကျွန်တော်တို့ဖြတ်လို့မရပါဘူး window နေပြီးတော့ မတက်ဘူးဆိုတော့ problem မျိုးတွေနေပြီးတော့ကျွန်တော်တို့ပြဿနာတွေဖြစ်တတ်ပါတယ်အဲဒါကြောင့်နေပြီးတော့ကျွန်တော်တို့မသိလို့ရှိရင်ဒီအပိုင်းကိုမကိုင်းတာအကောင်းဆုံးပါပဲเนาะကျွန်တော်တို့အဲဒီပိုင်းမှာကြတော့ဒီအပိုင်းမှာကြတော့ကျွန်တော်တို့ဒါသိမ့်ကျင်တဲ့ဟာလေးတွေကိုကျွန်တော်တို့သိမ့်ထားတာပေါ့เนาะโอเคအဲ့ဒီမှာ C drive ကိုကျွန်တော်တို့ တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် C drive ပေါ်မှာ right click ထောက်မယ်ပြီးလို့ရှိရင်ဒီ property ကိုသွားမယ်သွားမယ်ဆိုလို့ရှိရင်ဒီမှာကြည့်ပါဗျာနော်ဒီ use space ဆိုတာကနေပြီးတော့အခုလောလောဆယ်မှာဥမာ window တင်တဲ့ဟာရှိမယ်ပြီးလို့ရှိရင် software တွေ run ထားတာရှိမယ်အဲ့ဒီတော့အဲ့ဒါတွေကိုသုံးထားတာဘယ်လောက်ရှိပြီလဲဆိုလို့ရှိရင်61.6 gigabyte ရှိတယ်နော်အဲ့လိုမျိုးအဲ ကိုစတေတာသမ GB ရှိတယ်ပေါ့ဗျာပြီးလို့ရှိရင် free space ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်100နဲ့8 GB ရှိသေးတယ်เนาะအဲ့တော့အများကြီး run လို့ရသေးတယ်ဆိုတဲ့သဘောပေါ့ဗျာเนาะဒီ okay ပေးလိုက်မယ်ပြီးရင် d drive ကိုကျွန်တော်တို့ right click ထောက်မယ်ပြီးရင် property เนาะ okay d drive မှာကြည့်လိုက် use space ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်60ကွန်ဒါသမ GB ကနေပြီးဒါသုံးထားပြီးသားဖြစ်ပါတယ် free space ကနေပြီးတော့6နဲ့82เนาะအဲ့လောက်ရှိပါသေးတယ်ဗျာเนาะ okay ပေးလိုက်မယ် နောက်တစ်ခုကိုကျွန်တော်တို့သွားမယ်နော်ကျွန်တော်တို့ D drive D drive property နဲ့ဒီ C drive property ကိုလေ့လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ D drive ထဲမှာရှိတဲ့ search box မှာနေပြီး folder တစ်ခုကိုကျွန်တော်တို့ရှာပြမှာဖြစ်တယ်ပြောနော်အဲ့တော့ okay ကျွန်တော်တို့ this pc ကိုသွားမယ်ပြီးရင် D drive ပေါ့နော် okay အဲ့ဒီမှာနေပြီးတော့ကျွန်တော်တို့ D ထဲမှာရှိတဲ့ ဒီဒီထဲမှာရှိတဲ့ဖိုတာတွေဒီမှာအများကြီးရှိတယ်ပေါ့နော်အဲ့လိုအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့ကဒီမှာ DV ဆိုတဲ့ဟာကိုဒီဖိုတာကိုကျွန်တော်တို့ရှာမယ်ပေါ့နော်ဥမာ file တွေဥမာရာရှိထောင်ရှိရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှာမလွယ်ဘူးပေါ့အဲ့တော့နာမည်တစ်ခုသိရုံနဲ့ရှာလို့အလွယ်တူရနိုင်တယ်ဒီ DV ဆိုတဲ့ဟာကိုကျွန်တော်ရှာပြမယ်ဒီမှာ search box ပါဒီ search box ကိုကလည်းတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် DV ဆိုတဲ့ဟာကိုကျွန်တော်တို့ရိုက်လိုက်မယ်အဲ့ဒါဆိုဒီမှာပေါ်လာပါပြီဗျနော် DV okay အဲ့လိုရှာလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဘာကိုရှာပြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ KDH ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ရှာပြမယ်မှာ KDH โอเคဒီမှာပေါ်လာပြီเนาะ KDH โอเคအဲ့လိုရှာလို့ရပါတယ်ဗျကိုလိုချင်တဲ့ folder name เนาะ file name ဝင်ပြီးတော့ကျွန်တော်တို့အဲ့လိုရှာလို့ရပါတယ်ဗျเนาะအဲ့လိုတူရှာနိုင်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီ software တွေ software တွေကိုကျွန်တော်တို့ desktop ပေါ်မှာ shortcut ဖန်တီးမယ်ပေါ့နော်ဘယ်လိုဖန်တီးမလဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ shortcut တွေကိုဖန်တီးထားတာပါဗျာနော် desktop ပေါ်မှာ shortcut တွေကိုအလွယ်တကူဖွင့်လို့ရအောင်ဖန်တီးထားတာပါ telegram တို့နော်ဒီမှာ zoom workplace တို့နော်အဲ့ဒါတွေကိုဘယ်လိုဖန်တီးမလဲပေါ့နော်အဲ့လိုမျိုးအဲ့လိုဆိုတော့ကျွန်တော်တို့ computer ရဲ့ဒီ stack ကိုသွားလိုက်မယ်သွားလိုက်ပြီးတော့မှကျွန်တော်တို့ဒီတခုပေါ့နော်တခုဆိုတာဘာကိုဖန်တီးရမလဲဆိုတော့ကြည့်လိုက်မယ်ကျွန်တော်တို့နော် ဥပမာဒီမှာ Facebook ပေါ့နော်ဒီ Facebook ကိုနေပြီးတော့ကျွန်တော်တို့က desktop ပေါ်မှာ shortcut အနေနဲ့တင်ထားမယ်ပေါ့အဲ့ဒါဆိုဒီကောင် right click ထောက်မယ်ကျွန်တော်တို့နော်ပြီးရင်ဒီကောင်လေးက software ဟိုမှာမဟုတ်တော့မရဘူးနော်ကျွန်တော်တို့ software တခုသွားမယ် software ကဥပမာဒီမှာရိုက်ရှာလိုက်မယ်ပေါ့ဗျာ Microsoft ဆိုပြီးတော့ Microsoft ဆိုပြီးတော့ရှာလိုက်မယ် အဲ့ဒီမှာဒီမှာတော့ဟွာရှိတယ်ထင်တယ်အဲဒီဟွာ2013ကိုနေပြီးတော့ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာတင်မယ်ပေါ့နော်အဲ့လိုဆို right click ထောက်မယ်ပြီးလို့ရှိရင်ဒီမှာအဲ open file location ပေါ့နော် open file location ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာ war 2000 တာတိန်ပေါ့နော်2013ဆိုတဲ့နေရာကိုရောက်သွားပြီရောက်သွားပြီဆိုလို့ရှိရင်ဒီကောင်းလေးကိုကျွန်တော်တို့ဒီမှာ right click ထောက်မယ်ထောက်ပြီးတော့ဒီမှာ send to send to ပြီးတော့ကျွန်တော်တို့ဒီမှာ desktop နော်အဲ့လိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဟို2013ကနေပြီးတော့ဒီမှာ desktop ပေါ်မှာရောက်သွားမှာဖြစ်ပါလိမ့်မယ်နော်ဒီမှာပဲဒီမှာရောက်သွားပြီနော်ဟို2013အဲ့လိုပဲကျွန်တော်တို့ဒီ software တွေကိုနေပြီးတော့ desktop ပေါ်မှာနေပြီးတော့ကျွန်တော်တို့ shortcut အနေနဲ့အတိုင်းဖန်တီးလို့ရပါတယ်ဗျာနော် ဘယ်ဆော့ပွဲမဆိုရပါတယ်ဗျာနော်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်